ဒီနေ့တော့ရေစရာဖြစ်ပျက်လေးတစ်ခုကိုပြောပြချင်ပါတယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်ရပေါ့ခင်ဗျာ။ကျွန်တော်တို့တင်ငယ်ချင်းတွေကွင်းပတ်ကစားနေရင်းနဲ့ရှော့ဟိုးချင်းတချင်းရောက်တော့ကျွန်တော်ရိုက်လိုက်တဲ့ဘောလုံးဟာအီပရိုနာကိုကျသွားပါတယ်။တိတ်မကြဘူးအနားမှာရှိတဲ့ခွေးတစ်ကောင်က ပြေးချီသွားရောအဲ့ဒါနဲ့ကျွန်တော်တို့ရော KDD ရောဝိုင်းអော်ကြပါတယ်ဟေးဟေးဟေးဘာညာပေါ့ဝိုင်းអော်လဲអော်ခွေးကထွက်ပြေးသွားပြီးတော့အနီးနားမှာရှိတဲ့ OB ထဲမှာပေါ်လုံးချထားခဲ့ပါတယ် OB ထဲကိုချီသွားတယ်ပေါ့ဗျာအဲ့ဒါနဲ့ကျွန်တော်ပတ္တနာကြီးကကျွန်တော်ဝိုင်းပြောကြတယ်ခင်ဗျာပေါ်လုံး OB ကျသွားပြီတဲ့ခင်ဗျာပေါ်လုံး OB ကျသွားပြီအဲ့တော့ရိုက်သုံးတဲ့ဒီကနေ့ပြန်ရိုက်မလား ပါညာပေါ့လေဝိုင်းပြောကြတယ်နှောက်ကြတယ်အဲ့နဲ့ကျွန်တော်ကလည်းပြန်မီးလိုက်တယ်ဟုတ်ပြီ OB တဲကြသွားလို့ခွေးရောက်ခြီသွားတော့ OB တဲရောက်သွားလို့ကျွန်တော်ဘော်လုံးက OB ကြတယ်ဆိုရင်ခွေးက OB တဲခြီသွားတာမဟုတ်ပဲကျင်းနေဟုတ်ခြီသွားပြီးတွားချထားရင်ရောကျွန်တော်ကဟိုးရင်ဝမ်ရမှာလားလို့ပြန်မီးလိုက်တော့အားလုံးဝမ်းရကြပါတယ်ကျွန်တော်တို့စီးမြင်းမှာ ဘောလုံးရွေ့သွားတဲ့အခြေအနေ၃မျိုးရှိပါတယ်ပထမတစ်မျိုးကတော့ Runeverse 9.4 Players Action ကစားသမားကိုယ်တိုင်မတော်တဆတော်လကောင်တမင်တကာတော်လကောင်ရွှေ့တာပေါ့လေနောက် Natural Forces 9.3တဘာဝအင်အားကြောင့်ဘောလုံးရွှေ့တာနောက်တစ်မျိုးကတော့ outside influence 9.6ပြင်ပအကျိုးတရားမှုကြောင့်ဘလုံးရွေးတာဒီနေရာမှာကိုကိုရိုင်းကစားသမားကြောင့်ရွေးတဲ့အကြောင်းအရာတော့ရှင်းပါတယ်သိပြောစရာမလိုဘူးထင်တယ်ကိုင်းနဲ့မှရက်နေတဲ့ဘလုံးတစ်လုံးဟာရွေးသွားတဲ့ဆိုရင်ဘာကြောင့်ရွေးသွားတယ်ဆိုတာကိုတတ်အပ်တည်ချာတိဖို့လိုပါတယ် တအပ်သေးချာမသိပဲဘောလုံးရွေ့သွားတယ်လို့ဆိုရင်တော့ဒါဒီ natural forces တဘာဝဆွမ်းအားကြောင့်ဘောလုံးရွေ့သွားတယ်လို့သတ်မှတ်ရမှာဖြစ်ပါတယ်တဘာဝဆွမ်းအားတွေကလေရေမြေဆွဲအားစသည်တို့ပေါ့ခင်ဗျာရှင်းပါတယ်အဲ့ဒီမှာနည်းနည်းလေးကိစ္စလေးတွေဖြစ်လာတာကပြင်ပအကျိုးတည်အောင်မှု outside influence ကြောင့်ဘောလုံးရွေ့သွားတယ်ဆိုရင်ဘယ်လိုဆက်လုပ်မလဲ ခွေငှက်တခြားတခြားလူတယောက်ယောက်ရွေ့နေတဲ့ဘောလုံးကလာတိုက်တာစသည်အားဖြင့်ကိစ္စတွေကြောင့်ဘောလုံးရွေ့သွားတယ်ဆိုရင်ဒါသည်ပြင်ပအကျိုးတရားမှုကြောင့်ဘောလုံးရွေ့သွားတာပဲဖြစ်ပါတယ်ပြစ်ဒဏ်ပေးစရာမလိုပါဘူးမူလနေရာမှာဘောလုံးကိုပြန်ပြီးတည်ပြီးကစားရုံပါပဲ draw ချစရာတော့မလိုပါဘူး please တည်ပြီးကစားလို့ရပါတယ် အဲ့နေရာမှာမူလနေရာအတိအကျမသိဘူးဆိုရင်ဘယ်လိုလုပ်မလဲဟုတ်ကဲ့အနည်းဆက်ဆုံးခမန်းနေရာမှာပြန်ထားရင်ရပါပြီအဲ့ဒီမှာ root number 14.2အရာဘောလုံးကိုသူ့မူလနေရာပြန်ထားဖို့လိုအပ်တဲ့အခါတိုင်းမှာမူလဘောလုံးကိုပြန်ထားရမှာဖြစ်ပါတယ်ဒါပေမဲ့ပြင်ပအကျိုးတရားမှုကြောင့်ရွေ့သွားတဲ့ဘောလုံးကို ြန်ရှာလို့မတွေးနိုင်တော့တဲ့အခြေအနေမျိုးဆိုရင်တော့အခြားဘောလုံးတစ်လုံးကိုအစားထိုးပြီးတော့လည်းပြန်ထားလို့ရပါတယ်။ဒီလောက်ဆိုရင်တော့ဘောလုံးရွေ့သွားတာနဲ့ပတ်သက်ပြီးဘယ်လိုလုပ်ရမလဲဆိုတာအနေငယ်ရှင်းပြထင်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။နောက်ဗီဒီယိုတွေထပ်တင်ပေးပါမယ်။